legendary rapper ကိုနားထောင်ပါနော်။လဲကျန်ရီရဲ့ရပါတွေအကုန်ကောင်းပါတယ်ဟုတ်ကဲ့နားထောင်နေသူတွေခံစားချက်နဲ့တွားပြီးတော့တိုက်ဆိုင်နေပြောရမှာပေါ့နော်အဲ့တခြင်းတခါတော့ရယ်ကျွန်တော်ပရိတ်တက်ကတော့ကျွန်တော်အထာနဲ့ကျွန်တော်ဒီဇိုင်းနဲ့ ကျွန်တော်ကာယံကိုသူတို့သဘောပေါက်ပါဘူးအဲ့လူတွေကတော့ကျွန်တော်လူတွေကတော့ကျွန်တော်ရှိမှအများကြီးရှိနေမယ်ဆိုတော့ယုံကြည်ပါတယ်ဟုတ်ကဲ့ဒီလိုမိုးရေတွေကြမှာအမျိုးတွေတွေ့သွားမလားတို့ပြေပြေကြမလားဆိုရင်ဆိုဝဲနည်းလေးပြန်ဆိုပြစ်တယ်ပေါ့နော်ပြန်ဆိုပြစ်တယ်ဆိုတော့ကျွန်တော်အခွေထွက်ချင်တာလည်းရှိရဲအဲ့ထက်မှာအခွေမထွက်သေးရဲ့အချင်းအစ်စ်တွေလည်းပါတယ်ပေါ့နော်အဲ့အချင်းအစ်စ်တွေလည်းဒီရှိုးဝဲတွေမှာပြန်ဆိုဆိုရဲဆိုရဲဆိုတော့ဟိုကကြောက်ကြညာတော့ပေါ့နော် အာခွေကထွက်ထွက်ချင်တော့မှဒီလာထဲမှာထွက်ချင်တယ်ဒါပေမဲ့မထွက်ဖြစ်လိုက်ဘူးပေါ့နော်ရွှေ့လိုက်ရရက်ရက်လေးနဲ့ရွှေ့လိုက်ရမပြီးသေးလို့ပါဟုတ်လားကျွန်တော်ခန်းစားချက်နဲ့နားထောင်နေသူနဲ့ခန်းစားချက်နဲ့တွားပြီးတော့တိုက်ဆိုင်နေပြောရမှာပေါ့နော်အဲ့တခြင်းတခါတော့ရယ်အဲ့နှစ်ပုတ်ကပြိတ္တနဲ့ကျွန်တော်နဲ့ခန်းစားချက်ချင်းတွားတိုက်တိုက်ဆိုင်နေတယ်ထင်တယ်ပေါ့နော်တိုက်ဆိုင်လို့လေအစ်ဆင်းလေးတွေကလို့မမက်ရဖြစ်သွားလို့ထင်ပါတယ် ် rap ကတော့ကျွန်တော်ရေးတာပေါ့နော် rap chorus melody ရေးရုံလေးရေးတာပါဟာဟုတ်ရုံလေးရေးတာ rap ပြရကြတော့ကျွန်တော် blue ရေးလဲ blue ဟိုကဖြစ်နေရတယ်ဆိုတော့ကျွန်တော်လင်းလေးလေးဟိုကြပြားကြပြားဆရာတယောက်ရဲ့ live ပုံစံမျိုးလေးပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုဟို inspiration ယူထားတာပါပြောပြောရမယ်ဆိုရင်လေကြပြဆရာတယောက်ရဲ့ဘဝကို inspiration ယူပြီးတော့ရေးထားတဲ့ပုံစံမျိုးပါတော့ပြောင်းကနေခန်းကရှုပ်ပြင်းမဲ့ချက်ပဲခဲကလည်းကိုရောင်ဖြောက်တဲ့လွှမ်းများကိုတခမ်းလည်းနာလက်ဆောင်ကိုပို့ဖို့ချာဘယ်ရက်နေမှာကြပြားကြီးဖြစ်တာကျွန်တော်ရဲ့ချက်ဖရရရှိပါတယ်ချက်ဖလည်းဆက်ပါရဲ့ တဲကွဲတခြင်းမဲ့ပြည့်ပေါ့နော်အတဲကွဲချင်းနှားထောင်လို့ပူလောင်သွားရဆိုတာမရှိပါဘူးတော်အတဲကွဲချင်းနှားထောင်လိုက်ပြီးတော့လုံးဝဟဲ့လိုဘယ်လိုပြောမလဲအနုပညာရဲ့စွမ်းအားဘာလို့ဘယ်လိုပြောမလဲသူ့မှာပူလောင်တာမရှိသူ့မှာအေးချမ်းတာပဲရှိတာပဲတဲကွဲချင်းနှားထောင်လိုက်လို့လူတစ်ယောက်ကပူလောင်သွားတာမရှိပါဘူးကြည်နူးသွားတာပဲရှိရှိပါတယ်ဟုတ်ကဲ့အလိုအဲ့ဒါပဲပြောချင်ပါတယ်ဟုတ်ကဲ့ဟိုတင်ကဗျာကစွန်လွတ်တဲ့လူမျိုးပေါ့နော်စွန်လွတ်တဲ့လူစွန်ကိုအမြင်ကြီးအောင်လှုပ်ပြီးတော့ ။အိုးမြင်ရဝေးရောက်သွားတဲ့အချိန်ကျတော့စုံပက်ကြီးနဲ့ညှိုက်ပြီးတော့ဖြတ်ချလိုက်တဲ့ပုံစံမျိုးပေါ့နော်။အဲ့တဘောပါပဲ။အဲ့စုံလွတ်တဲ့လူပုံစံမျိုးရေးထားတာပါ။ဟုတ်ကဲ့။ဒါရေပုံမူတည်ပြီးတော့ပေါ့နော်။စာသားတွေကတော့ပြောင်းသွားမယ်။နောက်ပြီးဖြတ်တန်းတဲ့တွေ့ကြုံတွေပုံမူတည်ပြီးတော့စာသားတွေဘာတွေက ကာယံနေအဲ့ဒါအကုန်လုံးကတော့၃ဝ၃နည်းကြီးကတော့အရင်ကနေတော့တူမှမဟုတ်တော့ဘူးနော်တဖြည်းဖြည်းပြောင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 ်းသွားမှာပေါ့ဟုတ်ဆိုပြကျင်တယ်ဆိုပြကျင်တယ်ကျွန်တော်ကျွန်တော်မဆိုဘူးသေးတဲ့အကြောင်းအရာတွေကျွန်တော်ဆိုကျင်တယ်မဆိုဘူးသေးတဲ့ပုံစံ style တွေကျွန်တော်ဆိုကျင်တယ်ဟုတ်တယ်အမြန်မာပြင်လုတ်တီထွက်တဲ့အချိန်တော့အနေအခုချိန်ဆိုဒါဒါအသက်အရွယ်ရောဒါဖြတ်တန်းခဲ့တဲ့အဝါတွေရော မတူတော့လေအများကြီးပြောင်းလဲသွားပါပြီဟုတ်ကဲ့မတူတော့ပါဘူး အကြိုက်တွေလည်းမတူတော့ဘူးဗောနော်ကျွန်တော်ငယ်ငယ်ကြိုက်ခဲ့တဲ့အကြိုက်တွေလည်းဒီချိန်မှာမကြိုက်တော့ဘူးဟုတ်ကဲ့အစ်စ်တွေอ่ะဗောနော်အစ်စ်တွေနောက်ပေါ်တဲ့ artist တွေပိုကောင်းလာတယ်ပိုနားလို့ပိုပြီးဆင်ပြေလာတယ်ပိုပြီး တိုးတက်လာတယ် music swing မှာ music လမ်းကြောင်းဗောနော်ဒါပေမဲ့ကျွန်တော်လည်းကျွန်တော်ဒီကွေဘယ်လိုပြောမလဲ ဟစ်ဟော့ကိုဒီလိုမျိုးစစလုံးရေးစရတဲ့အချိန်ကာလတွေကကျွန်တော်နဲ့အတူတူပါလာတဲ့ကျွန်တော်ပရိသတ်ကတော့ကျွန်တော်အထာနဲ့ကျွန်တော်ဒီဇိုင်းနဲ့ကျွန်တော်ကာရံကိုသူတို့သဘောပေါက်ပါပါအဲ့အဲ့လူတွေကတော့ကျွန်တော်လူတွေကတော့ကျွန်တော်ရှိမှအများကြီးရှိနေမယ်ဆိုတော့ယုံကြည်ပါတယ်ဟုတ်ကဲ့အဲ့အတွက်တော့သိုးရင်တာမရှိပါဘူးဟုတ်ကဲ့သိုးရင်တာမရှိပါဘူးဟုတ်ကျွန်တော် legendary က rapper တွေနားဟောင်းပါတော့ legendary က rapper တွေရှိပါတယ် လေဂျန်ဒရီရဲ့ရပါတွေအကုန်ကောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်သချင်းလေးကိုကျွန်တော်ဟို channel ကနေပြီးတေးသေးသေးလေးလုပ်ဖို့အစီအစဉ်ရှိပါတယ်ဟုတ်ကဲ့အခုလောလောဆယ်ကတော့ကျွန်တော်သိပါပြီဘယ်ဘယ်လင်းဖြစ်နေသချင်းကဟိုလူကလည်းတင်ဒီလူကလည်းတင်ဆိုတော့လေဟုတ်အဲ့ဒါကြီးအကုန်လုံးကိုတေးချာလေးကျွန်တော်တေးချာလေးလုပ်ဖို့ရှိပါအစီအစဉ်ရှိပါတယ်ဟုတ်ဒါပဲကျွန်တော်ဆိုသမျှကိုတဲကြီးခံပြီးအားပေးလာခဲ့တယ်။ကျွန်တော်တို့ဒီ rap ကိုစပြီးတော့ YouTube တဲ့အချိန်ကနေစပြီးတော့ဒီနေ့ဒီချိန်ကြီးပေါ့နော်။ ျွန်တော်တို့ဒီဇိုင်းမမလိုက်ပြီးအားပေးကြရတဲ့ကျွန်တော်တွေပရိသတ်တွေကျွန်တော်ညီတွေတငယ်ချင်းတွေအားလုံးကိုအားလုံးကျေးဇူးများတင်ပါတယ်လို့ပြောပြောချင်ပါတယ်ဆက်ပြီးလည်းအားပေးပါအောင်ကျွန်တော်ချင်းတွေအစ်တွေထွက်ဖို့ရှိရှိပါသေးတယ်ပေါ့နော်အဲ့ဒါပြောချင်ပါတယ်